်ပေါ်လေးတင်ပေးပါဦး ိတ်ချော့ထားတာမျိုးတော့မရှိပါဘူးဟိုဖြစ်နိုင်တော့ဝင်တာအကုန်လုံးကတော့ဖြစ်ချင်ကြတာပဲလေကိုလည်းဝင်တာဖြစ်ချင်တာပဲဆိုတော့ဒါမဲ့ကိုကကြတော့ဟိုဘယ်လိုပြောမလဲဆိုတော့တခြားပြိုင်ပွဲတွေရှိမှပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွအနေပြလိုက်တဲ့ခါကျရင်တို့ရဲ့စိတ်ထဲမှာဟိုကိုပဲရွေးချယ်ထားတာလားဆိုတာမျိုးကြီးလာမှာဆိုလို့ ိုယ့်အနေကိုပဲတိတိစိတ်နေတာပဲကောင်းတယ်။အားကြောင့်မို့ဟိုအရှေ့ကလူတွေတုန်းကလည်းသူတို့ပြောပါတယ်။အဲနာမည်ထွက်တယ်။အမျိုးမျိုးပေါ့နော်။ကြည့်ရမျိုးစုံထွက်ထားတယ်။ဒါပေမဲ့ပြောတယ်အဲ့လိုမျိုးနာမည်ထွက်တိုင်းကြည့်ရထားတိုင်းဘယ်တော့မှဝင်တာမဖြစ်ဘူးလို့နောက်ဆုံးမထင်မဲ့ဘဲနဲ့တိတိစိတ်နေတဲ့လူကလည်းဝင်လာဖြစ်သွားနိုင်တယ်လို့တော့ပြောထားသေးပါတယ်ဟုတ်။ကြောက်ရဲအကိုပေါ့နော်အဲ့ကောင်မလေးကအဲသူလေးရောက်ထဲဝင်သွားလို့ရှိရင် ာလို့ပြမယ်အမ်ထီလက်မှတ်ဝဲမယ်အဲ့လိုမျိုးပေါ့နော်စကြတာအဲ့ချိန်မှာကျွန်တော်ကျွန်တော်တို့6ယောက်ပဲကျွန်တော်ဆိုတော့ကျွန်တော်တို့ကဘာလုပ်မှာလဲပေါ့အဲ့လိုမျိုးလေးဟာကြတော့ကျွန်တော်လည်းဒီတိုင်းစလိုက်တာကျွန်တော်အဲ့ချိန်မှာတွန်ပိုင်းတယောက်တည်းတွန်ပိုင်းဆိုတော့ကဒီတိုင်းစပြီးတော့ပြောလိုက်တာအားလုံးက finalist ၄ယောက်တည်းဝင်ခဲ့ရင်ပေါ့နော်ခေါင်းဝင်ဝတ်ပြမယ်ဆိုပြီးတော့စလိုက်တာဒါမဲ့ကံပွဲကြီးမှာဝတ်ပြအခိုင်းမယ်လို့တော့မထင်ခဲ့ဘူးပေါ့နော်ခေါင်းဝင်ဝတ်တာအော်ဟုတ်ပြီခေါင်းဝင်ဝတ်လိုက်မယ်ပေါ့နော်ပြောတော့တောက်ဖက်နဲ့လည်းစီးရမယ်တဲ့တောက်ဖက်နဲ့စီးရမယ်ဆိုတော့ကျွန်တော်က အဲ့ဒါကြတော့နည်းနည်းဟိုဘယ်လိုပြောမလဲအဆင်မပြေဘူးဆိုမဲ့ကွာဒေါက်ဖက်နဲ့စီးရကြတော့တခါမှမစီးဘူးလို့အဆင်မပြေတာပါအဲ့တော့ဒါပေမဲ့သူတို့လည်းအားနာတယ်ကျွန်တော်မနေ့ကတော့ဆိုလို့ရှိရင်ဒါမိတ်ကပ်တွေပါလိမပြင်ခင်ပေါ့နော်အဲ့မှာကျွန်တော်လမ်းလျှောက်ကျင်အဲ့ဒေါက်ဖက်နဲ့စီးစီးပြီးတော့အဲ့တော့အဆင်ပြေပြီလို့ပဲထင်လိုက်တဲ့အချိန်မှာမိတ်ကပ်ကကြတော့ကျွန်တော်တပွားလုံးတခါမှမမြင်ဘူးတဲ့မိတ်ကပ်လွတ်ကြီးဆိုတော့တတော်ကြီးကိုကိုပြန်လန့်ပြီးကြောက်နေမှန်တယ်မှာဆိုလို့ရှိရင်ဟောဒီငါရမျက်ကွင်းညိုတလိုလိုဒါမှမျက်လုံးကြီးရပဲအင်ဒိုနီးရှားဆုံးမကြီးလိုလို တအားကြောက်ပြီးတော့လေအဲ့လိုငိုချင်စိတ်တွေတအားဖွာဖွာဖြစ်ပေါ်လာခေါင်းဝတ်တဲ့အချိန်တော့အဲ့လောက်ထိစိတ်ကမပြည့်ဘူးဒါမှမဟုတ်အဲ့မိတ်ကကြီးပြင်လိုက်တဲ့အချိန်မှာတော်တော်ကြီးကိုစိတ်ကကြာသွားပြီးတော့ပြန်ရှင်စိတ်သူတိတ်ရခိုင်တော့မရှိတော့ဘူးအဲ့အချိန်မှာဟာငါဒါဒီမျက်နှာကြီးနဲ့ငါအုံစင်းပေါ်မှာငါသွားပြန်ရမယ်ဆိုတော့စိတ်ကြီးကတအားဝင်ပြီးတော့လေအဲ့လိုမျိုးလုံးဝလှုပ်လို့မရတော့ဘူးအလိုအဲ့ကြောင့်မို့ဟိုအခုအချိန်နေရတော့တော်တော်တော့အဆင်ပြေသွားပါတယ်နည်းနည်းလေးစိတ်လေးပေါက်ပါသွားတယ်ပေါ့နော်ကျွန်တော်ရဲ့ ဆက်ရှင်တိုင်းမှာသူတို့လည်းပြန်ပြီးတော့ပြင်ပေးတဲ့အတွက်တကယ်အားလုံးလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ကြောင့်အနောက်ရက်ဖြစ်သွားတယ်ပေါ့နော်မိတ်ကက်ဆရာတွေဆိုလို့ရှင်လည်းနှစ်ခါတော့ပြန်ပြင်လိုက်ရတဲ့အတွက်တကယ်လည်းအားနာမိပါတယ်အဲ့ဒီအတွက်ပေါ့နော်ကျွန်တော်ကျွန်တော်ပြဿနာနဲ့အားချောင်လိုက်တဲ့ကိစ္စတစ်ခုကလူတိုင်းအတွက်နှစ်ခါပြန်ဖြစ်သွားတဲ့အတွက်တကယ်စိတ်မကောင်းဖြစ်ပါတယ် ကံတရားနဲ့လာမဲ့ဂိမ်းတွေပဲလာမဲ့ထင်တာပဲဒါပေမဲ့ဥပမာပေါ့ဖြစ်စဉ်ကျွန်တော်ဖြစ်စဉ်တဲ့ဆန္ဒကတော့အလိုမပွေးကိုတနေရရမှာထားထားတာမျိုးဟိုကိုရီးယားလိုက်ရှာရတာမျိုးပေါ့နော်ထရေဝါရဲ့လူအားဝင်လာရတာမျိုးအဲ့လိုမျိုးဟိုဟာအဲ့လိုမျိုးပုံစံဖြစ်စေခြင်းနဲ့ပေါ့နော်မအားပဲလာရှာသေးခြင်းနဲ့ဟုတ်လားဆိုတော့လေ twin try ပေါ့နော်အဲ့လိုဖြစ်စေခြင်းနဲ့ပေါ့နော်အဓိကဟိုသူနဲ့ဒိတ်ကမှာဆိုတော့လေပြောထားတဲ့အတိုင်းပဲသူ့ fan အစ်စ်ထဲရပေါ့နော်အဲ့လို အမေပုံမျိုးလေးပါနော်အမကပူချွေးရင်တော့မှအဆင်ပြေပါဗောဒီအခြေအနေကြည့်ရတာတော့အဲ့ game မျိုးတော့မဟုတ်ဘူးဒီထဲမှာပဲတခုခုထပ်ဆော့ရမယ်လို့တော့ထင်ပါတယ်ဒီအင်ဒိုထဲမှာဆိုတော့လေမိကွန်ပဲထင်ပါတယ်ဘယ်လိုပြောမလဲကြိုပြီးမသိနိုင်တော့ကိုယ်လည်းမပြောတယ်ဘောတော့အဓိကတော့ကံညာစံဝရိယနဲ့ကိုယ်ကံဘောပါပဲမူတည်ပြီးတော့လုံဝင်လာဖြစ်မယ်လို့တော့ယုံကြည်ပါတယ် မင်္ဂလာပါခင်ဗျာ Day with me season 2ရဲ့ Day with ဖွေးဖွေးအစီအစဉ်ကနေအားလုံးကျေးဇူးပါတယ်ခင်ဗျာကျွန်တော်တို့ဖွေးဖွေးနဲ့ပြိုင်ပွဲဝင်15ရောက်ဟာ first stage ကနေစပြီးတော့ four day game ဒီအဆင့်အဆင့်ရှင်ပြိုင်ပြီးတော့ဒီနေ့မှာတော့ final day ကိုနောက်ဆုံးတစ်ပါးကင်း finally 4ရောက်ရောက်ရှိလာပြီဖြစ်ပါတယ်အဲ့ဒီ4ရောက်တည်းကမကြခင်မှာ winner ဘယ်ဖြစ်မလဲဆိုတာကိုအားလုံးနဲ့တူတူ ရင်ခုန်ကြရတော့ဖြစ်ပါတယ်ဒီနေ့ကတော့ final date အနေနဲ့ဝင်တာရွေးချယ်မဲ့အစီအစဉ်ဖြစ်ပါတယ်အဲ့တော့ခဏနေကျွန်တော်တို့ဘယ်လိုပုံစံနဲ့၄ယောက်ထဲကဝင်တာ၄ယောက်ကိုရွေးချယ်မလဲသူတို့ဘယ်လိုရှင်တန်ရမလဲဆိုတော့ဆက်ပြီးတော့ပြောပြပေးတော့ဖြစ်ပါတယ်အခု final date game စတင်ဖို့အတွက်ဖွဲ့ဖွဲ့ကိုဖိတ်ခေါ်ရတယ်မင်္ဂလာပါအားကိုမင်္ဂလာပါဒီနေ့ညတော့ဖိတ်ခေါ်လိုက်ပြီးရင် ဒီမှာတယ်မုံမူနေ။ဟင်းဘယ်ရောက်ကြာ။ဘာမှမရှိတော့။ဘယ်ရောက်သွားလဲဆိုတော့ပြ။တို့အခန်းတစ်ခန်းထဲမှာဘယ်ရောက်တော့ပါ။လုံးဝအပြင်နဲ့လည်းအဆက်တွေလုံးမပြတော့။ဘယ်ရောက်သလိုဖုန်းကြီးလည်းတင်းထားပြီ။အဲ့တော့ဘော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 ဘာကြီးဘာကြီးလက်ပြီးလက်ပြီးအော်အော်တို့ဒီဘက်မပြနေရလဲတို့မသိ။ဟုတ်အဲ့ဒါ live 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 ဘယ်ခန်းထဲမှာတို့အဲ့လို အချိန်နေရှိကြောင်းဖွဖွေကိုအရင်ပြရပါဟာ။ပြများဝင်တာလေ။ဟေးပေါ့။အဲ့ဒီ၄ရောက်တဲကဘလို့ပုံစံနဲ့အကိုကရွေးမလဲဆိုတော့ဒီနေ့မှာ location ၄ခုကိုတတ်မှတ်ထားတယ်။အဲ့ဒီ location ၄ခုကိုလည်းအခုအဲ့ဒီဒီမှာဖွဖွေကိုပြပြနေ။ပထမဆုံးတစ်ခုကတော့ City Mall တာမွေ shopping center ။โอเคอันนั้นคือเนาะซีมอลตามเนาะรอบที่2ก็ไปอยู่อ่ะဟုတ်တယ်รอบที่2ก็เนี่ยแซนด์วิชฮาวส์บริสโตล နောက်တတိယတစ်ခုကရန်ကြီး house pub and restaurant နောက်ဆုံးတစ်ခုကတော့စိန်လန်းစုပြီးသားတယ်အဲ့ဒီ location လေးခုကိုအခုဒီနေ့အတွက်ရွေးချယ်ထားတယ်ပြိုင်ပွဲဝင်ရလဲ၄ရောက်ဆိုတော့ဖွေးရကြောက်ဖွေးတစ်ခုခုလေးလို့မျိုး personality တစ်ခုစဉ်းစားရဆိုလို့ရှိရင်ဖွေးရဲ့ pet လေးတွေတော့ဖွေးစဉ်းစားလေးရှိရမသိသမီးလေးပေါ့အိမ်မှာကြောင်လေးတွေကိုဖွေးလေးရောရှိရဆိုတော့လေသူတို့ကိုခေါ်လာလို့ရတဲ့နေရာမျိုးလေးတွေတော့ဖွေးရဖို့အဆင်ပြေပါတယ်သူတို့တွေက ခဏနေရင်သူတို့ကပ်ပြားလေးတွေဆွဲရမယ်အဲ့ဒီကပ်ပြားဆွဲရမယ်ဟာကိုလေအခုကနှစ်ဆင့်ထားထားတယ်သူတို့ပွဲတစ်လျှောက်လုံးပြိုင်လာတဲ့၄ယောက်လုံးရဲ့အမှတ်တွေပထမ first set game မှာဘယ်သူကအမှတ်ရတယ် second day ပေါ့လားအဲ့ဒီအမှတ်တွေပေါင်းလိုက်ပြီးအမှတ်အများဆုံးသူကကပ်အရင်ဆုံးဆွဲခွင့်ရတယ်ဒါပေမဲ့ကပ်ဆွဲတိုင်းလေအဲ့ဒီကပ်ရဲ့နံပါတ်ကဘာကြမလဲဆိုတာမူတည်သေးတယ်အဲ့ဒီကက်ကိုအမှတ်အလိုက်သူတို့ဆွဲလိုက်ကြမယ်အဲ့တော့၄ယောက်ကက်၄ခုရမယ်၁နှစ်၃လေးပေါ့ တိရတဲ့သူကအဲ့လိုမရှင်လေးကြီးပဲမှာသူတို့အရင်ပကွေးရှိနိုင်မယ်ထင်တဲ့နေရာရှိပါဘူးသူတို့နောက်နှစ်ရတဲ့လူကကျန်တဲ့သုံးခုတည်းကတူရွေးမယ်။လုံးရတဲ့လူကနှစ်ခုတည်းတူရယ်။နောက်ဆုံးတစ်ယောက်ကတော့အဲကျန်တဲ့ဟာပေါ့။အဲ့တော့ဘုရားကခုဒီ၄နေရာလုံးကိုမှတ်ထားပြီးတော့ဒီစပြီဆိုတာနဲ့ဘုရားစတင်ထွက်ခွာလို့ရပြီ။ဒီမှာပြောစရာမလိုဘူး။ဘုရားကားပေါ်မှာခုပါကိုဆုံးဖြတ်သွားလို့ရတယ်။အဲ့ဒီ၄နေရာထဲမှာဘုရားကတနေရာမှာသက်ဆောင်နေရုံပဲ။ အဲ့ဒီနေရာကိုစိုက်စိုက်မဲမဲရောက်လာတဲ့သူဟာဒီနေ့ဘုံလေးနဲ့တက်ရမယ်ဝင်လာပါမယ်အဲ့တော့အခုနေရာလေးကိုလည်းသိပြီဆိုတော့ဘဝေးသွားမယ်ကားပေါ်မှာအခုတို့ကင်မရာတစ်လုံးတင်ပေးပြီးတော့အဲကင်မရာတစ်လုံးနဲ့လိုက်ရိုက်သွားမယ်အဲ့တော့ဘဝေးကဒီလေးနေရာလုံးကိုရှောက်ကြည့်ပြီးတော့တနေရာရွေးချင်လဲရတယ်တနေရာတန်းသွားချင်လဲရတယ်လမ်းရောက်မှဘဝေးစိတ်ကူးပေါက်တို့နောက်တစ်ခုပြောင်းချင်တာလဲရတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒါပေမဲ့ဘဝေးကားပေါ်မှာပါတဲ့ကင်မရာကိုတော့ ဘာလို့မလဲကိုပေါ့ပြောပြအောင်လိုက်ပေါ့ဟိုကျန်တာဘယ်သူမှသိစရာမလိုဘူးကိုရောလည်းမသိဘူးဒရိုက်တာလည်းမသိဘူးဘယ်သူမှမသိပဲနဲ့ကိုရောကကိုရွှေချင်ကိုကိုရောလည်းမသိဘူးခုနပြိုင်လေးနေရလေးနေရခုစဉ်းစားတော့ပဲမလားစဉ်းစားတော့စဉ်းစားတော့ပဲโอเคဆိုတော့လမ်းမှာမသိမှာပေါ့နော်ကိုကိုလမ်းမှာကိုကလာဆုံးဖြတ်သွားလိုက်တော့နော်ဆိုတော့ကိုဘေးသွားပြီဆိုရင်တို့ပြိုင်ပွဲဝင်၄ရောက်ကိုကိုခေါ်ပြီးတော့မှတို့လည်းကားလေးစီးနဲ့တို့တနေရာစီထွက်လာလိုက်ဆိုတော့နော်သွားနေလိုက်တော့မယ်နော်โอเคပါဗျာဝင်နာကိုလာကိုလာပါကား အဲ့လိုမျိုးတော့ဖွေးကိုမှန်းလို့လွယ်တဲ့နေရာမျိုးတော့ဖွေးမရွေးထားဘူးပေါ့နော်အခုလော်တယ်ပေါ့ Day with me season မှာအကူအညီပံ့ပိုးပေးထားတဲ့ sponsor များနဲ့လည်းမိတ်ဆက်ပေးပါရစေခင်ဗျာကျော်ရဲ့ Day with me season 2ဖြစ်မြောက်ဖို့ main sponsor အဖြစ်အဓိကအကူအညီပံ့ပိုးပေးထားတာကတော့ကိုရီးယားနိုင်ငံထုတ် luxury car brand ဖြစ်တဲ့ Kia မြန်မာမှဖြစ်ပါတယ်ခင်ဗျာဒီ season ကိုနိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီအရေးသွေးမြင့်ထုတ်လုပ်ထားတဲ့ကျမ်းမာတွေလျက်လှပစေတဲ့ မိုဆိုအစီလျှော့တင်ခြင်းမှလည်းဝင်ကြည့်ပါမို့ပြထားပါရယ်။ Iron Plus Sugar Free ကဓာတ်စားအဖြည့်ဖြော်ရည်ဖြစ်ပြီးတော့ Zero Sugar ဖြစ်တဲ့အတွက်အချို့ရှောင်းလိုသူတွေကျန်းမာရေးလိုက်စားပြီးတော့ကိုယ်အလေးချိန်ထိန်းသိမ်းတဲ့သူတွေချွေးထွက်များတတ်တဲ့သူတွေအတွက်ကုံဆုံးသွားတဲ့ရေဓာတ်နဲ့ဓာတ်စားဓာတ်ကိုပြန်လည်ဖြည့်တင်ပေးပါရယ်။ဒါကြောင့်ရေဓာတ်ပြန်လည်ဖြည့်ဖို့ဆိုရင် Iron Plus ကိုတတိယလိုက်ပါ။ Jory ရဲ့ Day with me စီစဉ်တူးမှာဝင်နာပြိုင်ပွဲဝင်တွေအတွက်ကို390တန်ဘိုးရှိတဲ့အဘိုးတန်ဆုလက်ဆောင်ကိုကုညီပံ့ပိုးပေးတဲ့ Wayne San Diamonds and Fine Jewelry ကိုလည်းကျေးဇူးအများကြီးတင်ပါတယ် UDN Wellness Partnership အတွင် Pan Aesthetic ကနေဝင်နာဆုရှင်အတွက်390တန်ဘိုးရှိတဲ့ Beauty Gift Voucher ကိုကုညီပံ့ပိုးပေးတဲ့ Dr. Laurel ကိုလည်းကျေးဇူးတင်ပါတယ်ပြိုင်ပွဲဝင်တွေပြိုင်ပွဲကာလတစ်လျှောက်မှာလိုအပ်တဲ့ Makeup Product တွေအပြင်ဝင်နာဆုရှင်အတွက် Note Hammer တစ်ဆက်စာအုပ်ကကုညီပံ့ပိုးပေးတဲ့ Lasus ကုမ္ပဏီရဲ့ပြင်သွင်းတဲ့ Note Cosmetic ကိုလည်းကြည့်တင်ပါရစေ။ Chatramu brand ဟာထိုင်းနိုင်ငံအခြေစိုက် Thai Tea brand ခုဖြစ်ပြီးတော့မြန်မာနိုင်ငံမှာလည်း Chatramu စိုင်ခွဲပေါင်းများစွာကိုဖွင့်လှစ်ထားပြီး Drink menu အမျိုးအစားစုံလင်စွာရရှိနိုင်တဲ့ Chatramu မြန်မာပဲဖြစ်ပါရစေ။နိုင်ငံတကာမှာရေပန်းစားနေတဲ့ Potato Corner ဆိုရင်ဘေးအချိန်စားစားမယိုးနိုင်တဲ့ menu တွေကို True Chef flavor တွေနဲ့ shake ပြီးစားရတာဟုတ်က Wall Bus flavor fries ဖြစ်နေတာကြောင့်စားကြည့်လိုက်ကြပါဦးခင်ဗျာ။ ချာထရမူးမြန်မာနဲ့ဗိုလ်တီတို့ကော်နာကိုလည်းကြည့်ကြည့်ကြပါလေ။ဒေဝိမီစီစဉ်တခြားမှာ main host ဖြစ်တာဝန်ယူတင်ဆက်ပေးတဲ့ကျွန်တော်ရဲ့ဝစ်စုံတွေကိုတာဝန်ယူစီစဉ်ပေးတဲ့ Modern Man Bangkok Custom Dealer ကိုလည်းကြည့်ကြည့်အားကြီးတင်ပါရစေ။ဒီစီစဉ်ရဲ့ပြိုင်ပွဲဝင်များအတွက်လိုအပ်တဲ့ဝစ်စုံများကို Office Sponsor ဖြစ်ကူညီပံ့ပိုးပေးတာကတော့ဝစ်လိုက်တိုင်းယုံကြည်မှုပို့ထိုးသွားစေတဲ့ Rini Marius Fashion Brand မှာဖြစ်ပါလိမ့်မယ်။ဒီနေ့ David Pupuye Season ရဲ့ Final Day Game အတွက် Location Sponsor များအဖြစ်ကူညီပံ့ပိုးပေးကြတဲ့ City Mall Jamui Shopping Center, Sandwich House Bristol, Yangin House Pub and Restaurant, Sailor Suki Garden တို့လည်းကျေးဇူးတင်ပါတယ်။ကျွန်တော် Daywe Me Season 2မှာ Official Application Partner အဖြစ်ကူညီပံ့ပိုးပေးတာကတော့ဖုန်းတစ်လုံးရှိုံနဲ့မြန်မာရုပ်သံဇာတ်လမ်းတွေတွေ Game Show ဖြော်ပြရေး Season တွေနိုင်ငံတကာဘောလုံးပွဲစဉ်တွေကိုမြန်မာနောက်ခံစကားပြောနဲ့ဓာတ်ရိုက်ကြည့်ရှုခန်းစားနိုင်တဲ့ BBTV Mobile Application အဖြစ်ပါတယ်ခင်ဗျာ။ အခု David Me Season 2အတွက် Popular Choice Voting နဲ့ Episode by Episode Voting များကိုလည်း BBTV မှာကြွားရောက်ပြီးတော့ Voting ပေးနိုင်ပါတယ်ခင်ဗျာ David Me Season 2 David ဖွေးဖွေး Season မှာအပိုင်းတစ်တခုမတင်ခင်တိုင်းမှာပရိသတ်များက အပိုင်းတစ်ပိုင်းချင်းစီမှာထွက်ခွာရမယ့်သူများကိုခန့်မှန်းပြီးတော့ Vote ပေးရမှာဖြစ်ပါတယ်ဥပမာအပိုင်းတစ်မှာတံမွေးရထွက်ရမယ့်သူ3ယောက်ရှိတယ်ဆိုပါကအဲ့ဒီ3ယောက်ကဘယ်သူတွေဖြစ်မလဲဆိုတာကိုခန့်မှန်းပြီးတော့ တယောက်ချင်းစီကိုအကန့်အသတ်မရှိဖုတ်ပေးနိုင်ပါတယ်။ကိုခံမှန်းလိုက်တဲ့၃ယောက်ကတကယ်ပြိုင်ပွဲရထွက်ရတဲ့၃ယောက်ဖြစ်နေပါကသတ်မှတ်ထားတဲ့စုကြီးတခုရရှိမှာဖြစ်ပါတယ်။တကယ်လို့အဖြေမှန်တဲ့သူတယောက်ထက်မကများနေပါကသတ်မှတ်ထားတဲ့စုကြီးစီကံများအတိုင်းချိန်မြင့်ပေးသွားမှာဖြစ်ပါတယ်။ Episode voting နဲ့အတူ popular choice voting ကိုလည်းထားပေးထားပါတယ်။ popular choice ကဒီ season ကနေထွက်သွားရပြင်မဲ့လေဒါပရိသတ်တွေရဲ့ popular အဖြစ်ဆုံး choice ပေးတယ်ဆိုရင် ထွက်သွားပြီမဲ့လေဒီ voting စုကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ် David Me Season 2ရဲ့ voting အစီအစဉ်ကို BBTV Mobile Application တစ်ခုထဲမှာသာသွားရောက်ပြီး voting ပေးလို့ရတယ်ဆိုတဲ့အကြောင်းလဲအားလုံးသတင်းအောင်ပါကြပါမယ်ခင်ဗျာ၄ဖြစ်တဲ့ပေါ့နော်ပြန်ဝင်ရင်၄ရောက်ခရမှာတယောက်ကိုမြင့်ချရမှာပေါ့ဒါကတော့ အခုလက်ရှိတောင်းနေရဖွေလို့ lab energy အမြင့်ဆုံးတစ်ယောက်ကတက်ခုပါစေဆိုပြီးတော့ဒီနေရာတွေမှာဖွေလက်ကိုယ်ကဘာယူမဲ့မှမသိသေးဘူး။လမ်းမှာမှုအရာယူသွားမယ်။အဲ့နေရာမှာဆဆိုင်မြတ်မြတ်ရောက်လာတဲ့ကင်မဲဝင်တယောက်ကဖွေနဲ့ဒိတ်လို့ရမယ်ဝင်လာဖြစ်မှာပါ။ဆိုတော့ good luck ကြည့်ကြလား။ဆိုရင်တော့ဘုဖွေရ ကျွန်တော်တို့ရိုက်ခွေးခမ်းမနေထွက်ခွာသွားပြီဖြစ်ပါတယ်အဲ့ဒီအတွက် final date game ကိုရင်ခုန်စွာနဲ့ပါဝင်ရှင်ပြိုင်ပွဲပြိုင်ပွဲဝင်၄ဦးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာရက်ကိုနှစ်ယောက်ရက်ကိုနှစ်ယောက်မင်္ဂလာပါမင်္ဂလာပါအခုဒီနေ့ရဲ့ finalist နောက်ဆုံးဝင်လာရွေးရတော့မယ်နေဆိုတော့ finalist ၄ယောက်ပဲကျန်တော့အဲ့တော့ဒီနေ့ဘလို့ဝင်လာရွေးမလဲဆိုတော့ အရှင်းပြခင်အကိုတို့ရှေ့မှာ first date second date third date နောက်ဆုံး fourth date ပြိုင်ခဲ့တဲ့ပြိုင်ပွဲရဲ့ရလက်လေးတွေပေါ့တစ်ချက်တော့အကိုတို့ပြန်ပြီးတော့ပြောကြည့်မယ်ကျိုးသူရာကဒီလေနော်နေမင်းခတ်အောင်ဖြိုးဖူးပြေဆောင်တဲ့ဟုတ်ပြီအဲ့တော့ပထမဆုံး first date တုတ်ကြတဲ့ဂိမ်းပြိုင်တော့က နှစ်မှတ်ကညီလေးတယောက်ပဲရနော်ဒီလေးယောက်ထဲမှာဆိုရင်အဲ့တော့တရက်ကိုတမှတ်ပေးမယ်ဆိုရင်ပထမဆုံးနေ့အတွက်ကညီလေးကိုတမှတ်ပေးရဒုတိယနေ့ second day ပထမအဖြေညီမအဖြေနောက်တစ်ခုကတော့အာစိတ်တူကိုယ်တူမင်းလည်းစပယ်ရမယ်မင်းလည်းစပယ်ရအောင် 哎，你贴身马屁嘛，没，两种价位哟，哎，都配，都要都配啊，再多了，哎，你都要个，对吧？我包了，五十了，多的要你给我了，都嘛，没没得咯，多的要你个 privacy game，干嘛？奉你啊，保护 Java 做的很牛逼，Java 嘛，保护个很牛逼。Java 个，plus three，Java 个，minus three。 privacy game လို့ဝကြတော့အောင်ဖြိုးကကိုမှန်ရတယ်ကိုမှန်ရသွားတာပြီးတော့ဟိုဟာပူပြေစုံစမ်းကကိုမှန်ကိုမှန်ရသွားကိုမှန်နဲ့တခါလေးပေးတက်လိုက်တာဒီနှစ်ယောက်ဆိုတော့ privacy game မှာကြတော့ဒီနှစ်ယောက်ကိုတမတ်စီပေးထားတယ်နောက်ဆုံး four date game ပြိုင်တော့ four date game က love letter မတက်ကြပါနေပြပါတော့မှတူတူပါပဲအဲ့တော့အဲ့တော့ဒီတော့ကြွားပါ ရှိတဲ့ဘောင်ဂျိုးလေးပြက်ပေးပါအာမြို့လေ love letter မှာကအဲရင်ဆုံးလွတ်သွားတာဒီလေးပြီးတော့နေမင်းခတ်ဆိုတော့ဒီနှစ်ယောက်ကရှေ့မှာတခါတည်းတက်သွားတာဆိုတော့ဒီလူနှစ်ယောက်ဓမ္မစီပေးလာအဲ့တော့လေးရလုံးရဲ့ပြိုင်ပွဲတွေကိုပြန်ကြည့်လိုက်ရင်စုစုပေါင်းတစ်ရက်ကိုတတ်မှတ်ပေးမယ်ဆိုရင်ဒီလေးကနှစ်ရက်အတွက်တတ်မှတ်ရမယ် နေမင်းခန့်ကတမတ်ရမယ်။အောင်ဖြိုးတမတ်ရမယ်။ဥပည်ဆိုတမတ်ရမယ်ဆိုတော့တမတ်က3ယောက်နှစ်မှတ်က2ယောက်။ဒီနေ့ဝင်တာအဖြစ်ယူရမယ်အစီအစဉ်ကအဲ့ဒီရထားတဲ့အမှတ်အလိုက်ကိုကတ်ဆွဲမှုကတ်ကတော့ထုံးစံတိုင်းပဲ1 2 3 4 4ကတ်ရှိတယ်။ဘာလို့ကတ်ဆွဲလဲဆိုတော့ဘသူကအရင်ဆွဲရင်ဒါမျှတာတယ်မမျှတာဘူးဖြစ်မှာဆိုလို့ရှိရအမှတ်တွေလိုက်အမှတ်အများဆုံးကြီးလေးရအရင်ကတ်ဆွဲခွင့်ရမယ်။ကျန်တဲ့3ယောက်ကတော့တပြိုင်တည်းဆွဲလိုက်တော့ အဲ့ဒီမှာ1 2 3 4ကက်လေးတွေကြောက်တစ်ခုစီရတယ်ကက်ပြားနံပါတ်1ရနေတဲ့သူကအရင်ရွေးချယ်ပေးရမယ်ဖြစ်လဲဆိုပထမတော့ကပေါ့နော်အော်ကက်ရွေးချယ်တဲ့ဟိုပေါ့အမိုက်ပေးတဲ့အပေါ်မှာကျွန်တော်တို့ကဟိုအမတ်ကိုဥမာကျွန်တော်ကိုမတ်ရရဲဆိုကိုမတ်လုံးပေါင်းမယ်လို့ထင်ခဲ့တာပေါ့နော်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်အများဆုံးပေါ့နော်အဲ့ဒါဒါမဲ့ကိုမတ်လုံးမဟုတ်ဘဲနဲ့တမှတ်ပဲယူတယ်ဆိုတော့လေနဲရတာပေါ့ဒါမဲ့ညှတာပါလေဘာလို့လဲဆိုတော့တယောက်ပဲတာတာလေတယောက်ပဲတာတယ်ကျန်တဲ့တုံးလုံးကတမှတ်စင်းနေပြီဆိုတော့ကျွန်တော်တို့ကတော့တာပါတရားမျှတာတယ်လို့ထင်ပါတယ်ခင်ဗျ ဘာလို့ရွေးချယ်ရမလဲဆိုတော့ဒီနေ့အကောတို့ final day game အတွက်ရွေးချယ်ထားတဲ့ location ၄ခုရှိတယ်။ location ၄ခုအကောခုပြဒီ LED ပေါ်မှာအရင်ပြပေးမယ်။ပထမတစ်ခုက City Mall တာမွေဒုတိယတစ်ခုက Sandwich House Bristol ်တတိယတစ်ခုကရန်ကင်း house pub and restaurant အဲရန်ကင်းမှာရှိတယ်နောက်ဆုံးတစ်ခုကစိန်လန်းဆိုပြေကားတယ်အင်းရကံပေါ့စိန်လန်းဆိုပြေကားတယ်အဲ location လေးခုကိုအခုဒီနေ့အတွက်ရွေးချယ်ပါအခုဒီလိုမခေါ်ခင်ပါ ဖွဖွေကိုဒီလေးနေရာကိုသူကပြလိုက်ပြပြီးတော့ဖွဖွေကအခုဒီရိုက်ကွေးခန်းထဲကနေသွားပြီးထွက်သွားပြီအဲ့ဒီလေးနေရာလေးကတနေရာမှာဖွဖွေရှိနေတယ်အဲ့ဒီလေးကကြိုက်တဲ့တနေရာမှာသွားဆောင်နေပါဆိုပြီးတော့ဖွဖွေကသွားသွားတယ်အဲ့တော့အခုစစောကအမတ်တွေလိုက်ကိုကပြားလေးတွေရွေးတယ်နံပါတ်1ရတဲ့သူကအဲ့ဒီလေးနေရာမှာဖွဖွေဒေနာမှာရှိနိုင်မလဲစိတ်ကူးပြီးတော့အရင်ဆုံးရွေးခွင့်ရမယ် ဝင်နေရာတွေတခုကိုရင်ရွေးခွင့်ရမယ်။နံပါတ်1ကပြရရတဲ့သူကကျန်တဲ့3နေရာတွေကတခုရွေးခွင့်ရမယ်။နံပါတ်3ကပြရရတဲ့လူကကျန်တဲ့2နေရာတွေကတခုရွေးခွင့်ရပြီးတော့နောက်ဆုံးလူကတော့နံပါတ်4ကတော့ဒါနော်ရွေးစရာမရှိတော့ဘူးနောက်ဆုံး3နေရာကိုသွား။အပြင်မှာကီယာကား၄စီးကီယာကားအစ်စ်၄စီးအစဉ်နဲ့စောင့်မေးနေတယ်။ရွေးချယ်ပြီးတာနဲ့လူတွေတွေကားတစ်ယောက်တစ်စီးပေါ့တက်ပြီးတော့ကိုရွေးထားတဲ့ location ကိုသွားရုံ။ဟုတ်ပါ ဖွဖွေဖွေဆိုတော့အဲ့လိုပဲ။အမအများကြီးတိုင်ကြဘူးတော့။အရင်ယူရှင်းတယ်။ကိုယ့်ရဲ့ရွေးချယ်မှုမှန်ကန်တာနဲ့ကိုဟာဖွဖွေနဲ့ဒိတ်ခွင့်ရဖို့ကံပါလာတဲ့သူဆိုရင်ခါရဲတန်းပြီးတော့ဖွဖွေစီရောက်သွားပါလိမ့်မယ်။အဲ့ဒီတော့အခုဘို့တို့ကပြားလေးတွေအရှင်ပြေးပါမယ်။ပလီလဲပြီးတော့အရင်ဒါလေးဝင်လိုက်ပါအောင်မယ်။အခု ခုလက်ထဲမှာ1 2 3 4ကက်လေး၄ကက်ရှိပါတယ်ဒီ၄ကက်ကအမှတ်အရဆိုရင်တော့ဒီလေးကအရင်ဆုံးရွေးခွင့်ရအောင်အဲ့တော့တက်ကူရွေးပါကြည့်ပါနဲ့ဩကဲကျန်တဲ့၃ယောက်ကတော့အမှတ်အတူတူပဲဖြစ်တဲ့အတွက်တပြိုင်နက်ယူပါဟုတ်ပြီရရင်ကဘောကောင်းပါတယ်နေရာရွေးချယ်ခွင့်ကိုနံပါတ်1ရတဲ့သူကစရွေးခွင့်ရမှာဖြစ်ပါတယ် 阿龙，甲家里里，one two One, two, three.